ရုပ်ရှင်တွေကလို့သဲနှုံကလူကိုတကယ်ဝါးမြူနိုင်သလားရုပ်ရှင်တွေထဲမှာတင်မြင်မှုမှာပါဇာလိုက်ကဒေါနတ်ကြီးထဲမှာလမ်းလျှောက်နေရင်ရုတ်တရက်အားကနေအော်တန်တဲ့အတူမြေကြီးထဲကိုတဖြည်းဖြည်းနေဝင်သွားပါလိဘေးကလူတွေဘာလို့လို့ဘာကံရမှန်းမသိခင်ပါဘီလူတွေကလုံးသဲနှုံထဲမှာပျောက်ကွယ်သွားပါရောကြီးရှုသူတွေဖြစ်တဲ့ကျွန်တော်တို့တောင်မှအသက်ရှူအောင်ပြီးတော့ကြီးခဲ့ရတဲ့ဒီမြင်ကွင်းတွေကတကယ်လက်တွေ့မှာရောဖြစ်နိုင်ပါသလားသဲနှုံဆိုတာတကယ်ပဲလူတယောက်ကိုအရှင်လက်လက်ဝါးမြူနိုင်တဲ့ကြောက်စရာကောင်းတဲ့သဘာဝထောင်ချောက်ကြီးတစ်ခုလား ်ဒီနေ့ဗီဒီယိုမှာတော့သဲနှွေရဲ့နောက်ကွေမှာသိပ္ပံအမှန်တရားတွေလူတွေအထင်မှားနေတဲ့အချက်တွေနဲ့ကန်ဆိုးစွာနဲ့ကိုရိုင်းသာသဲနှွေနဲ့ပိတ်မိခဲ့ရင်တင်းတက်ကိုဘယ်လိုကဲတင်ရမလဲဆိုတဲ့နီလန်းအမှန်တွေကိုပြောပြပေးသွားမှာဖြစ်လို့အစုံကြီးကြည့်ရှုဖို့အတွက်လည်းလုံးဝလက်မလွတ်သင်ပါဘူးပထမဆုံးအနေနဲ့သဲနှွေဆိုတာဘာလဲဆိုတာအရင်ရှင်းပြကြပါမယ်လူအများစုထင်နေသလိုသဲနှွေဆိုတာတီးတန့်သဲမျိုးစားတစ်ခုမဟုတ်ပါဘူးဒါဟာတာမန်သဲတွေရင်းနဲ့ရွှဲရွှဲဆိုပြီးတော့တည်ငြိမ်မှုပြတ်သွားတဲ့အခြေအနေတစ်ခုကိုခေါ်တာပါ မြေကမ်းသားတွေပင်လယ်ကမ်းခြေတွေနဲ့စိမ့်ဆန်းနေအနီမှာအများဆုံးတွေ့ရတာပါပြီပုံမှန်သေး6ဒီမှာသဲပွင့်လေးတွေကြောင်းမှာပုတ်တိုက်အားရှိတဲ့အတွက်ကျွန်တော်ရဲ့ကိုယ်လေးချိန်ကိုကောင်းကောင်းထန်ထားနိုင်ပါပြီဒါပေမဲ့အဲ့ဒီသဲတွေကြားတွေကိုရေတွေအများကြီးစိတ်ဝင်သွားတဲ့အခါမှာတော့သဲပွင့်တွေကတစ်ခုနဲ့တစ်ခုထိကပ်မနေတော့ဘဲနဲ့ရေထဲမှာမျောနေတယ်လို့ဖြစ်သွားပါပြီအဲ့ဒီအခါမှာအပေါ်ကနေဖိအားတစ်ခုခုတက်ရောက်လိုက်တာနဲ့ဥပမာလူတစ်ယောက်တက်နေလိုက်တာနဲ့အဲ့ဒီသဲရေပြောကြီးကဟာကနေဖြစ်ပြီးတော့နေဝင်သွားတော့တာပါပြီအခုတော့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီ။ ရုပ်ရှင်တွေကလို့လူတစ်ယောက်လုံးလုံးဝနင်းမျိုးပြောက်ကွယ်သွားတယ်ဆိုတာတကယ်ဖြစ်နိုင်လားအဖြေကတော့မဖြစ်နိုင်ပါဘူးဟုတ်ပါပြီကြားတာမမှားပါဘူးဒါဟာရုပ်ရှင်တွေကကျွန်တော်တို့ကိုဆယ်စုနှစ်ပေါင်းများစွာလိန်ညာခဲ့တဲ့အကြီးမားဆုံးအလိန်ညာတစ်ခုပါပြီဘာလို့လဲဆိုတော့တိတ်ပတ်နီးကြရလူခဏကိုတိတ်သီးစာဟာဒဲနွေရဲ့တိတ်သီးစာထက်အများကြီးပိုပေါ်ပါပါရည်ရိုးရိုးရှင်းရှင်းပြောရရင်တင်ကရေထဲမှာဘောလုံးပေါ်နိုင်တယ်လို့ဒဲနွေမမလေးဘောလုံးပေါ်နိုင်ပါရည်တင်လုံးဝနင်းမြုပ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူးအများဆုံးနင်းနိုင်လာရင်တင်းရဲ့ခါလောက်အထိ ဒါမှမဟုတ်ရင်ဘတ်လောက်အထိပဲဖြစ်ပါလိမ့်။ဒါဆိုရင်တကယ်အနေကပါလိ။တကယ်အနေကနင်းမြုပ်ခြင်းမဟုတ်ဖ ೇನೆ ပိတ်မိခြင်းမ။တင်ကရုံးလေးလေးတဲရီကတင်းချောက်ကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းလေးပါပြီ။ကဲအခုတင်ကကံမကောင်းစွာနဲ့တင်းနုံနဲ့ကိုခြေတလမ်းမှားပြီးတော့နေဝင်သွားပြီဆိုပါစို့။အသက်ကိုဘယ်လိုကဲတင်မလဲ။အခုပြောပြရတဲ့အစ်စ်နေကိုတေးချမှတ်ထားလိုက်ပါ။နံပါတ်၁ကစိတ်မလုံရှားပါနဲ့။ဒါကအရေးကြီးဆုံးအချက်ပါ။အထိတ်တလန့်နဲ့အငမ်းမရလှုပ်ရှားလေးလေးတဲတဲကိုပို့ပြီးတော့နေဝင်မြန်လေးလေး တဲတွေကပိုကျက်လာလေလေပါပဲအသက်ကိုဝဝရှူပြီးတော့စိတ်ကိုငြိမ်ငြိမ်ထားပါနောက်ပြီးတော့လုံးဝမနှိမ့်မြုပ်နိုင်ဘူးဆိုတာကိုလည်းသတိရထားလိုက်ပါနံပါတ်2ဝင်းဘူတွေကိုဖယ်ရှားပါခုမှလေးလံတဲ့ကြောဘူးအိတ်ဒါမှမဟုတ်ပစ္စည်းတွေပါလာရင်ဖြည်းဖြည်းချင်းဖြုတ်ချပြီးတော့ဘေးကိုလွင့်ပစ်တင်ပါလိမ့်ဒါမှခန္ဓာကိုယ်ကိုပို့ပြီးတော့ပေါ်ပါသွားစေပြီးလွယ်လွယ်ကူကူပေါ်လာစေဖို့အတွက်ကူညီပေးပါလိမ့်မယ်နံပါတ်3နောက်ကိုလှည့်ချပြီးတော့ကိုယ်ကိုပတ်လက်မျောပါဒါကအသက်ငယ်နေရဲ့အဓိကတော့ချက်ပါပြီခန္ဓာကိုယ်ကိုတတ်နိုင်သလောက်အနောက်ကိုအသာအရာလှန်ချလိုက်ပါ ရေကူးသလိုပတ်လက်အနေထားနေနေပါအဲ့လိုလှုပ်လိုက်တော့ကကိုလေးချိန်ကိုနေရာအများကြီးမှာဖြန့်ကျက်သွားစေပြီးတင်းကိုတဲမြက်နေပြေပေါ်မှာနေစေနိုင်ပါလိမ့်မယ်နံပါတ်၄ခြေထောက်တွေကိုဖြည်းဖြည်းချင်းလှုပ်ရှားပါပတ်လက်အနေထားနဲ့တည်ငြိမ်သွားပြီဆိုရင်နင်းနေတဲ့ခြေထောက်တွေကိုအကြမ်းမရမ်းဆောက်မဆွဲပါနဲ့ဖြည်းဖြည်းချင်းဘယ်ညာလှုပ်ရှားပေးပါဒီလိုလှုပ်ရှားမှုကတင်းချောက်ပက်လေကဒဲရီကြားတွေကိုရေပြန်ဝင်စေပြီးဒဲရီကိုအေးပြန်ဖြစ်စေပါရည်။အဲဒီအခါမှာတင်းချောက်ကိုတင်းကျပ်စွာဆုပ်ကင်ထားတဲ့အားကယော့သွားပြီးတော့ဖြည်းဖြည်းချင်းဆွဲထုတ်လို့ရလာပါလိမ့်မယ်။ နံပါတ်5ဘေးကင်းရာကိုရေကူးသွားပါတင်းချောက်တွေကိုလွတ်လွတ်လပ်လပ်ဖြစ်သွားပြီဆိုရင်တော့ပက်လက်ကူးတဲ့ပုံစံမျိုးနဲ့လက်တွေကိုအသုံးပြုပြီးအဆိုင်ခဲမြေနေရဒါမှမဟုတ်တိတ်ကိုင်းလိုမျိုးအားပြုစရာရှိတဲ့နေရာကိုဖြည်းဖြည်းချင်းကူးခတ်သွားပါ